အဒဟနာမိတံဘိကဝေနဝကာတောယံဘရုပကမေနာတထကတံဇီဝိတာဝရောပိယအနုပကမေနာဘိကဝေတထကတာပရိနိဗ္ဗာယံတိဣတိနာသေသဥစေနာတုတိမေဟောတုသဗ္ဗရာအဒဟနာမိတံဘိကဝေနဝကာတော ယံဘရုပကမေနာတတ္ထာကတံဇိဝိတာဝရောပိယအနုပကမေနာဘေကွေတတ္ထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗရာအထာနာမိတံဘေကွေနဝကာတောယံဘရုပကမေနာတတ္ထာကတံဇိဝိတာဝရောပိယ အနုပကမေနာဘေခွေတထာဂတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗရာရူပကမေနာသူတော်ရိုဤလုံလာပယောကအာဖြင့်ဝါသူတော်ရိုဤလက်နေပယောကအာဖြင့်တထာဂတံမြတ်စွာဘုရားသခင်ကို ဇီဝိတာဇီဝိတိန်နရိမာယံဝရောပိယအကျင်ချရာဤဝါအကျင်တဖြာရာဤဣတံဤသို့မြတ်စွာဘုရားကို သူတော်အားတို့ဤလက်နေပယောကဖြင့်တဖြာနိုင်ခြင်းမျိုးသည်အဋ္ဌာဏအကြောင်းမဟုအနဝါကသော အခွင့်မဟုတထာဂတာရှိဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောဘုရားရှင်မူသည်များတို့သည် ဥပကမေနာသူတော်ရောဤလုံနာဘယောကလည်းနဲ့အာဖြင့်နပရိနိဗ္ဗာယံဒီပရိနိဗ္ဗာန်ဆံယုထုံးသာမရှိကုန်ဣတိနာတစ္ဆာဝေဒီနာဤသို့ထုတ်ပြန်ဟုံမှန်သောဇုလဝါပါဠိတော်လာမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုရွတ်ဆိုရခြင်းကြောင့်မိငါအတ္တိကိုယောစိတ်ပါချမ်းသာခြင်း ဉာမချမ်းသာခြင်းသည်ဗราณီယောညာပါခခတေဟောတုမုတ်ချမဲ့တွေဖြစ်ပေါ်ပါစေသတည်းဤအန္တရေကင်းဂါထာလေးကိုဘုံမုံလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်က25နှစ်လောက်ကမန္တလေးမြို့တက်တော်တရားနဲ့၃နှစ်ရှိတဲ့စံငင်းဆရာတော်ကြီးထာမ ရခဲ့ပါတယ်စံကင်းစရော်ကြီးဆိုတာမဥပင်မဥပင်မြို့အေအာဝတီတိုင်းမဥပင်မြို့နဲ့တဖက်ကန်းစံကင်းဆိုတဲ့ရွာကြီးမှာတရင်သုံးခဲ့တဲ့အတွက်ဒီဆရာတော်ကြီးကိုတက်တော်ရှိဆရာတော်ကြီးကိုစံကင်းဆရာတော်လို့ခေါ်ကြပါအဲ့ဒီစံကင်းဆရာတော်ကြီးစီဘုံဘုံရောက်သွားတော့ဆရာတော်ဖျားဆရာတော်ဖျားလို့တပည့်တော်တို့ အတဲ့ရာကျော်ရှိခြင်းပါတယ်။ကျမ်းကျမ်းမာမာချမ်းမြမ်းသာသာလည်းရှိခြင်းပါတယ်။ဘေးဥပါအန္တရယ်လည်းကင်းခြင်းပါတယ်ဖျား။သာသနာပြုလုပ်ငန်းတွေကျေးဇူးပြုမဲ့ဤကောင်းလန်းကောင်းတွေတပည့်တော်ပေးပါဖျားလို့ဘုံဘုံကလျှောက်ပါတယ်။အဲ့တော့စံငင်းဆရာကြီးကဒီကာထာလေးပေးခဲ့ပါတယ်။စံငင်းဆရာကြီးကဒီကာထာပေးတဲ့အကြောင်းလေးလည်းသူကပြောပြပါတယ်။သူက အဲဒီအင်္ဂလိပ်ခေတ်အင်္ဂလိပ်အစိုးရလက်ထက်လွတ်လပ်ရေးမရခင်တော့ဟိုမုံတို့စံကင်းမြို့စံကင်းရွာကြီးမှာနေတဲ့အချိန်မဥပင်မြို့မှာလူတွေပလိတ်ကယောဂါဖြစ်ပြီးတော့တနေ့ကို40 50ပြည်ကြီးပျက်စီးကြအဲ့တော့ပလိတ်ကယောဂါဖြစ်တော့လူတွေနေ့စဉ်နေ့စဉ်အဲ့လိုယောဂါဖြစ်သေးတာလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြ မဟုတ်ပဲမြို့မှာရှိတဲ့လူတွေတချို့ကစံငင်းရွာကြီးရွှေ့ပြောင်းပြီးတော့ပြေးလာကြအဲ့ဒီလူတွေထဲမှာယောဂါတွေယောဂါပိုးပြီးပါလာတဲ့လူတွေကစံငင်းရွာကြတော့တခါယောဂါဖြစ်သေးကြလူတို့ကနေပြီးတော့တခါကူးဆက်ပြီးတော့ရပြင်လူတွေလည်းပဲယောဂါတွေဖြစ်သေးကြဘုန်းတော်ကြီးတွေလာပင်ပရိတ်ရွတ်ကမဝါဖပြေးကြတာအဲ့တော့ ဥဇင်းဒီကိုရင်ဒီကဆရာတော်ကြီးလျှောက်တဲ့ဆရာတော်ဖရာတပည့်တော်တို့ပရိတ်ရွက်လည်းပဲတည်တာပဲကမောဟာဖတ်လည်းတည်တာပဲအဲ့တော့ပရိတ်ဒီပါဒီရွက်မနေပါနဲ့တော့ဖရာတပည့်တော်တို့ပရိတ်ဒီကမောဟာတွေလည်းမစွမ်းမှုနဲ့တူပါတယ်လို့ပြောတဲ့အဲ့တော့ဆရာတော်ကြီးကမင်းတို့ဒီလိုမပြောကောင်းဘူးမြတ်စွာဘုရားတရားပရိတ်တရားတွေပဲမစွမ်းမဲ့ရှိရမလို့မင်းတို့တေချာရွက်ပုံပြီးပုံမကောင်းလို့နေမှာ ။ေချာရွေ့ဒီလိုငေါက်ငမ်းပြီးတော့လှွတ်လိုက်။ညကြတော့ဆရာတော်ကြီးကလည်းစဉ်းစားဟုတ်တယ်တို့ပိဋိတ်ဒီလည်းအထထရွေ့ကမ္မဝါရီအထထဖတ်ဖတ်လည်းပဲလူတွေသိကြတာယောဂါတွေမပြောက်ဘူး။တခုခုတော့လိုးနေပြီနဲ့တူတယ်။ဘာများလိုးနေတယ်လဲဟဲ့လို့သူကစဉ်းစားတော့မှ သူငယ်ဆရာ ပြောဘူးတဲ့ဇာကားလေးအမှတ်ရတယ်ငယ်ဆရာကဘယ်လိုပြောဘူးတလဲဆိုတော့ ငါတပည့်ရံခါမဲ့ပိဋိဒီရွတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်ကမောဟာရီဖတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်အဲ့လိုပိဋိဒီကမောဟာရီမစွန်းမဲ့ဖြစ်နေတဲ့အခါဆိုရင်ဟောဒီဂါထာလေးဒါနောက်ပိုင်းက၃ရက်ရွတ်လိုက်กว่าအဲ့ဒါဆိုစွန်းတာပဲလို့ဆိုပြီးတော့ခုနရွတ်ပြတဲ့ဂါထာလေးကို၃ရက်ရွတ်ခိုင်းတယ်ဤဟုတ်ပြီတို့ဒီကံထာလေးကျမ်းနေလို့မစွန့်တာပဲဆိုပြီးတော့ သူကအဲဘောပေါ်မယ်မြေပြူဒဏ်နဲ့ဂုဏဂါထာလေးရေးရေးပြီးတော့ကြောင်းရှိတဲ့ဥစဉ်နေကိုရင်နေအကုန်ခေါ်မင်းတို့ဒီဂါထာကြောင်းကျဲမရတဲ့လူမအိပ်ရဘူးတင်ညာလုံးကျက်ခိုင်းမှာရတဲ့လူကတော့သွားတော့ဆိုတော့တဆုညံကောင်းတဲ့လူကတော့တစ်ခေါက်နှစ်ခေါက်ကျက်လိုက်ရဆရာတော်ကြီးပြန်ပြသွားအဲ့ဒါလို့နဲ့နောက်တနေ့ ကြတော့ပရိယုကမောဖပြီးပြီဆိုရင်ခုနပြောသလိုဒီဂန္ဓာလေးကိုသုံးកောက်ယွတ်လိုက်သုံးកောက်ယွတ်လိုက်တယ်ဆိုရင်အဲ့ဒီယွတ်တန်ကြားတဲ့ပုဂ္ဂိုလ်ကြီးကိုလုံးယောဂဖြစ်တဲ့ပုဂ္ဂိုလ်ကြီးလည်းပြောက်ယောဂမဖြစ်သေးတဲ့ပုဂ္ဂိုလ်ကြီးလည်းမဖြစ်တော့သွားမိဟေးကူမနီကောင်လန်ကောင်တွေ့ပြီကွာဆိုပြီးတော့သူတို့ကကြိုးစားယွတ်ကြကြောင်းရှိတဲ့ဥစဉ်တွေကိုရင်တွေတရားမှအတံမထွက်တော့ဘူးတဲ့ဟိုအိမ်လိုက်ယွတ်ဒီအိမ်လိုက်ယွတ် တချို့ကလည်းပဲအဲဟိုဘေးရွယ်ဖို့ဘေးကမဝါဖားဖို့ဘေးပွဲလေးအဲအုံပွဲမပြောပွဲလေးမတက်နိုင်တော့ဆရာတော်တွေလာမပင့်ဘူးတဲ့မပင့်ရဲဘူးဒါသူတို့ကတရင်ကြရင်သွားရွက်လာပဲမင်းတို့ဘာမပင့်ရဲရမလို့ကွာသူအုံနေငါပြောသည်လိုချင်လို့မဟုတ်ဘူးရွက်မယ်ဆိုပြီးတော့မပင့်တဲ့ကိုတော်တွေလည်းမပင့်တဲ့အိမ်တွေလည်းပဲသွားပြီးတော့ရွက်ကြ အထာနာမိတံဘိကွေနဝကာသောယံရူပကမိနာတထာဂတံဇိဝိတဝရောပိယအနုပကမိနာဘိကွေတထာဂတပရိနိဗ္ဗာယံတိဣတိနာသစ္စာဥဇိနာတုထိမိဟောတုတဗရာသူများအတွက်ဆိုရင်တော့တုထိတေဟောတုတဗရာအဲ့တော့ဘုံမောလည်းသဘောကျပြီးအဲ့ဒီကစပြီးတော့ခုနှစ်ပေါင်းအစိမ့်လောက်၃၀လောက်ရှိသွားပါပြီဘယိတ်သေးရွတ်ကမ္မဝါရိဖတ် ပီပီဆိုရင်အထာဏမိတ္တံ၃ငောက်ရွတ်ပါတယ်အဲ့ဒါရွတ်တဲ့အတွက်အလွန်တရာမှအကျိုးအာနိသင်ရှိယောဂအန္တရာယ်ဒီအကုန်ပျောက်ပါတယ်နော်အဲဒါကြောင့်ကုတ္တရာနာ ပရိဒအပေါင်းသူတော်ကောင်းတို့အဲတိုင်သူပြည်သားလူများတို့ချမ်းသာအောင်ဒီဂါထာလေးအန္တရာယ်ကင်းဂါထာလေးကို နေ့စဉ်နေ့စဉ်ရွတ်ဖတ်တရစေကြပါရွတ်ဖတ်တရစေတဲ့ဖြင့်အလွန်တရာဆိုးွားတဲ့ ယောဂာကြီးတွေဧကန္နပြောက်ပါတယ်ဘေဥပအန္တရယံအတွရမုံတိုင်းဘေးကြီးတွေလည်းကင်းဝေးပါတယ်အလုံးသောပရိဒပောင်သူတော်ကောင်းနေတဲ့ဘဝတိုင်းလူပြည်သားလူအများတို့ဘေဥပအန္တရယံတွယ်တွယ်ကင်းပြီးတော့သာသနာအကျိုးတိုင်းပြည်အကျိုးတည်ဖို့ရွတ်ဆောင်နိုင်ကြပါစေဖုံဖုံဒီကာထာလေး၃ောက်ထပ်ပြီးတော့ရွတ်လိုက်ပါဦးမယ်ရွတ်ပြီးရင်ပြီးပါပြီနော် အထာနာမေတံဘိကဝေနဝကာတောယံသရူပကမေနာတထကတံဇီဝိတဟောရောပိယအနုပကမေနာဘိကဝေတထကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗတာအထာနာမေတံဘိကဝေနဝကာတောယံသရူပကမေနာတထကတံဇီဝိတဟောရောပိယ အနုပကမေနာဘေကဝေတတကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာတုတိမေဟောတုသဗ္ဗရာအတ္တနာမေတံဝိကဝေနဝကာတောယံဘရုပကမေနာတတကတံဇီဝိတာဝရောပိယအနုပကမေနာဘေကဝေတတကတာပရိနိဗ္ဗာယံတိ ဣတိနာတစ္ဆဝစေနာသူတိမေဟောတုတဗ္ဗရာသာဓုသာဓုသာ